ဖန်စီထိန်သိမ်းခံရပြီးနောက်ရပိုင်းအတွင်းပြန်လည်လွမြောက်လာပြီးဖြစ်တဲ့ဂျွန်လွင်မင်္ဂလာပါပရိသတ်ကြီးရှင် Star Sun Model Agency ရဲ့ founder တယောက်ဖြစ်တဲ့ဆရာကျွန်လွင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဖန်စီထိန်သိမ်းခံခဲ့ရပြီးဒီကနေ့မှာတော့ပြန်လည်လွမြောက်လာခဲ့ပြီလို့နီးစပ်သူအတိုင်းဝိုင်းတွေရဲ့ပြောပြချက်အရသိရှိရပါတယ်ကျွန်လွင်ဟာပြီးခဲ့တဲ့ကျွန်လ၄ရက်နေ့ဘန်ကောက်ကပြန်လည်ရောက်ရှိချိန်မှာခေါ်ယူစစ်ဆေးမေးမြန်းခံရတာဖြစ်တယ်လို့လည်းသိရပါဗျ ဂျွန်လင်ဟာအနုပညာလောကမှာမင်းသားမင်းသမီးတပည့်တပန်းတွေအများအပြားရှိလွန်ခဲ့တာဖြစ်ပြီးအနုပညာအတိုင်းဝိုင်းမှာအမြင့်မတော်စရာအကြောင်းအရာတွေရှိလာခဲ့တိုင်းဂျွန်လင်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေမှန်တဲ့ဘက်ကရပ်တည်ပြီးအမြဲတမ်းပြောလို့ရှိသူတယောက်လည်းဖြစ်ပါတယ်ဒီကနေ့ရပိုင်းရဲ့အတွင်းမှာလေတရုတ်ဆောင်ခိုင်နေဝေစီကိုငွေမားလွှဲမိတဲ့ကိစ္စနဲ့ပတ်သက်ပြီးဂျွန်လွင်ကခိုင်နေဝေရဲ့လုံရက်တွေအပေါ်မှာပြစ်တင်ရှုံချမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် တယောက်ဆောင်ခိုင်နေဝေကတော့ခိုင်ပရာဟိတခေဟာကိုတည်ထောင်ထားပြီးကလေးတွေကိုပြည့်စုံဆောင်ရှောက်နေသူတယောက်အနေနဲ့လူသိများခဲ့ပေမယ့်အခုနောက်ပိုင်းမှာတော့နာမည်ပြက်စရာကိစ္စတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ပေါ်လာခဲ့တာကြောင့်ကျွန်းလွင်အပါအဝင်တချို့သောသူတွေကခိုင်နေဝေရဲ့လိုအပ်ချက်တွေကိုထောက်ပြခဲ့ကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဂျုံလင်းတယောက်အခုလိုဖန်စီထိမ့်သိမ်းခံခဲ့ရတဲ့အပေါ်မှာတော့ခိုင်နှင်းဝေကိုဝေဖန်ပြောဆိုခဲ့တဲ့ကိစ္စကြောင့်ဖြစ်နိုင်တယ်လို့နိဆက်သူအတိုင်းဝိုင်းကပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ လိုပဲဖြစ်ဖြစ်ဖန်ဆီထိသိမ်းခံခဲ့ရပြီးစစ်စေးမင်းမြတ်မှုတွေကိုပြန်လည်ဖြစ် जा ပြီးနောက်မှာတော့ဂျွန်လင်ကတော့ပြန်လည်လွမြောက်လာခဲ့ပြီလည်းဖြစ်ပါတယ်ဆရာကျောင်းလည်းပြန်လည်လွမြောက်လာမှုအပေါ်မှာတော့တပည့်အရင်တယောက်ဖြစ်တဲ့တေဇာလင်းရောင်ကလည်းဝန်တာကြောင့်ပြောကြားထားတာလည်းဖြစ်ပါတယ်။တယောက်ဆောင်တေဇာလင်းရောင်နဲ့ဂျွန်လင်တို့ဟာရင်းနှီးတဲ့ဆရာတပည့်ဆက်ဆံရေးရှိသူတွေဖြစ်ပြီးဆရာဖြစ်သူကိုအခါခွင့်တင်နိုင်ရှင်ခိုးကာရကွာပြုတ်တဲ့သူလည်းဖြစ်ပါတယ်။ ။တင်စာလင်းရောင်ကတော့ဆရာဖြစ်သူပြန်လည်လွမြောက်လာပြီးတဲ့နောက်ဗီဒီယိုကောနဲ့ခေါ်ယူပြောဆိုခဲ့ပြီးဆရာဖြစ်သူရဲ့အတွက်ဝမ်းသာဝမ်းမြောက်ကြောင်းကိုလည်းလူမှုကွန်ရက်ပေါ်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။